ဒီနေ့မေလ၃ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါစစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်မှာပြည်သူ့ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေကိုပိတ်မထားတိုက်ခိုက်တာတွေကျန်းမာရေးဝန်ထမ်းတွေအပေါ်ရန်လိုဖိနှိပ်တာတွေကျူးလွန်ခဲ့ပြီးနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကိုချိနဲ့စေခဲ့ပါတယ်အဲ့ဒီအကျိုးဆက်အဖြစ်မက်ဂနီကျူ9.0ခွန်တသမခွန်အဆင့်စကိုင်းငလင်ကြီးအပြီးမှာပိုပြီးထင်ရှားတဲ့တက်ရောက်မှုတွေဖြစ်လာစေနိုင်တယ်လို့လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကသတိပေးထားပါတယ်ရှင် စကိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့စကြက်ကျေးရွာထဲတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဒီနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေပြောပါတယ်။ဒါ့အပြင်ဒီနေ့နေ့လယ်မှာလည်းစကိုင်းမြို့နယ်မြောက်ချမ်းကတလိုင်းရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်မှာခလာယာ258ကလာတဲ့အင်အား150ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ဧပြီ29ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ရေစကြိုမြို့နယ်ပါကာဖာတာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီတပ်က3ဦးသေဆုံးသလို10ဦးထပ်မံထိခိုက်မှုရှိကြောင်းကာကွယ်ရေးတပ်ဘက်ကလည်းရဲဘော်တအူဒဏ်ရာရပြီးရေစကြိုပါကာဖာရဲ့တပ်ခွဲမှုတအူကြာဆုံးခဲ့ကြောင်းအသိပေးပါရရှင်။